ကျောက်တန်းမျိုးကနမဲကျော်ပြီးလက်ခတ်ဖရာကျောင်းမှာဒီပါဝလီနေ့ဒူးနေ့မြတ်အတွက်ဖရာဘုပြည်သူတွေနဲ့စီကားခဲ့ပါတယ်ဟန္နာသတင်းပြပို့ထားပါတယ်ရှင်ဟိန္ဒူဘာသာဝင်တွေအထွတ်မြတ်ခြားရာဒီပါဝလီနေ့မှာရန်ကုန်တိုင်းကျောက်တန်းမျိုးနယ်ကပြီးလက်ခတ်ဖရာကျောင်းကိုဟိန္ဒူလူမျိုးတွေအပြင်မြန်မာအပါအဝင်တခြားလူမျိုးတွေလည်းလာရောက်ဖွံ့ဖြိုးခဲ့ကြပြီးဖရာဘုပြည်သူတွေနဲ့စီကားခဲ့ပါတယ်ဟာဒီပါဝလီနေ့ကကြတော့ခင်ဗျာဘလို့နောက်ပြောမဆိုရင်ကို့မှာရှိတဲ့စိတ်ဟောင်းတွေကိုအကုန်ပြောင်းလဲပြီးတော့ အခုအထုဒီပါဝလီနေ့မှာလာစီမီစီမီပူဇော်ထွန်းကားပြီးတော့အဝိစားတွေအစ်စ်တွေဝတ်ပြီးတော့စိတ်ကိုလည်းဟာလာတစ်တစ်စိတ်ကိုလည်းကြမ်းကြမ်းခိုင်းနဲ့အစ်စ်တွေမွေးပြီးတော့လာစိတ်ကောင်းထားပြီးတော့အားလုံးကပျော်ရွှင်ချီးမှုစေပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်ခင်ဗျာနေပောင်းတရားကျော်တတန်းရှိတဲ့ပြီလက်ခတ်ဖြတ်ကျောင်းဟာစဘာခန်းတွေရဲ့အလဲမှာအိမ်မက်အရာတည်ထားတာဖြစ်ပြီးဆူတောင်းပြည့်တယ်လို့ယုံကြည်သူတွေကဆိုပါတယ်ဒီပါဝလီနေ့မှာမင်္ဂလာတောင်ညွတ်မျိုးနယ်ကနေ ဖျားဖူးလာရောက်သူဟိန္ဒူဘာသာဝင်တဦးကဖျားเจ้าမှာလာရောက်ဆူတောင်းခဲ့ပုံကိုပြောပြပါရယ်။ဟာဒီဖျားเจ้าလာရတဲ့အကြောင်းရင်းကဒီမှာဆူတောင်းပြည့်ရဲ့လို့လည်းပြောကြရရှင်။ပြီးရင်ကျမတို့ရဲ့ရှေးဦးထုံးစံအရာပေါ့နော်။အဲဒီဖျားเจ้าကတော်တော်ကြာနေတဲ့နှစ်နှစ်တရာကျော်ရှိပြီဆိုကြားပူးပါရယ်ရှင်။အဲနဲ့ဆူတောင်းပြည့်ရဲ့ဆိုတဲ့အနေနဲ့ဒီမှာလာပြီးဖူးပြရရှင်ဖြစ်ပါရယ်ရှင်။ဒီနေ့ကကျွန်တော်တို့ရဲ့ဒီပါလီနေ့ဖြစ်တဲ့မာလချီမာတာရဲ့ပူဇော်လုပ်တဲ့နေ့ဖြစ်ပါရယ်ရှင်။အဲမာချီမာလချီမာတာဆိုတာကျွန်တော်တို့ပတ်စံနေပေးတဲ့မယ်တော်ပေါ့နော်။ အဲ့ဒါနဲ့အဲ့ဒီနေ့လည်းအထူးမြတ်ဖြစ်တဲ့အတွက်ဒီနေ့ဒီမှာလာပြီးဆုတောင်းခြင်းဖြစ်ပါတယ်ရှင့်ပြီးလက်ခတ်ဖျားကြောင်းဟာဟိန္ဒူဖျားကြောင်းဆိုပေမဲ့အနေနဲ့အရရက်ကမြန်မာအများပြားလဲလာရောက်ဖူးမြော်ကြပြီးဟိန္ဒူဘာသာဝင်တွေချက်မြန်မာဥယျာဉ်ကပုံပြီးများပြားတာကိုတွေ့မြင်ရတာဖြစ်ပါတယ်ရာဝတီတိုင်းဒေသကြီးမော်ကျွမြို့နယ်ကနေလာရောက်ဖျားဖို့သူတယောက်ကတော့အခုလိုပြောပါတယ်ဟုတ်တယ်လေဟိုလာပြီးဒိတ်ထန်ကြတာလေအလုပ်ငန်းကင်ကန်အဆင်ပြေတယ်နောက်တစ်ခါစီးပွားရေးတွေဘာတွေလုပ်တဲ့နေရာမှာအဆင်ပြေပြေချောချောမောမောရှိတယ်။ကိုဒိတ်ထန်တဲ့ဟာလေးကိုအောင်မြင်တယ် စီးပွားရေးကတော့လူတိုင်းကြက်တဲနေကြတာလေရောင်းဝယ်တွေအကုန်လုံးအဆင်မပြေကြဘူးမကောင်းကြဘူးအဲ့ဒါအခုဒီမှာလာပြီးတော့လာတဲ့လူတွေအကုန်လုံးကလည်းဒီစီးပွားရေးအတွက်တည်းနဲ့ပဲလာပြီးတော့ဒိတ်ထန်ကြတာပဲအဲ့လိုမျိုးမအီးဆိုရင်ဒါ၄កောင်ယောက်ဖြစ်သွားတယ်ပထမဒိတ်ထန်တာတလတလပြည့်တယ်ဆိုလာပြန်လာတယ်အဆင်ပြေတယ်နောက်လာကြတော့တစ်ခါတလတစ်ခါထပ်ဒိတ်ထန်တယ်အဆင်ပြေတယ်ဟိုဒိတ်ထန်ထားတာအဆင်ပြေတယ်မအီးကကုံကြောက်ရောင်းတာဆိုတော့လေဒီပရဲ့အသိပဲက မင်းအလင်းရောင်ဖြစ်ပြီဒီပါဝလီဆိုတာကတော့စီမီထုညိပူဇော်ခြင်းလို့ဆိုပါတယ်ဒီပါဝလီနေ့ဟာကဘာတော်မှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေစီမီထုပူဇော်ကြတဲ့နေ့တစ်နေ့ပဲဖြစ်ပြီးမကောင်းတဲ့အန္တရာယ်ရန်ဆွဲတွေကိုအောင်မြင်တဲ့အချိန်မှန်နဲ့စီမီထုညိပူဇော်ကြတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်ကျမဟန္နာပါ